ူညီရေးပြဿနာရည်နဲ့ Emory ရဲ့ထက်တူညီအမှားများအားလုံးပဲမင်္ဂလာပါများ Manchester Football ဆောင်တင်ဆက်နေပါတယ် Emory တယောက် Manchester United နေပြားဖြစ်လာခဲ့တာတနေ့တတီပြေးခဲ့ပြီဖြစ်ပါတယ်တတိုက်ဆိုင်ဆိုင်ဒီလိုချိန်မှာ Emory ရဲ့အသင်းကတစ်ပတ်ရှုံးပွဲကြုံတွေ့လာရတဲ့အခါမှာဒီနေ့ပြည်သူတွေအတွက်မေကွန်မေးစရာတွေလည်းများပြားနေပါတယ် Emory ရဲ့နေ့စဉ်တွေက Premier League မှာရှင်သန်နိုင်ပါမလားဆိုတာကလည်းယုံမားတန်တရားဖြစ်စရာဖြစ်လာနေပါတယ် Emory ရဲ့အသင်းကပိတ်ရမတိုင်ခင်တုန်းကပုံစံကောင်းကြောင့်ဒီဘက်မှာ Top 4ရဲ့ဝင်ဖို့ထီခွင့်ရရှိခဲ့ပါတယ် အားလုံးကလည်း United ကဒီတိုင်းလှုပ်ဆောင်နိုင်လိမ့်မယ်လို့ပဲယုံကြည်ထားကြတာပါ United ကပေးရမတိုင်ခင်မှာအော်တိုဘတ်လာလုံးနိုင်ရလက်ရရှိထားသလိုငါးပွဲစတိုက်မရှုံးတော့တဲ့စံချိန်ကိုလည်းတင်ထားပါသေးတယ်အဲဒါကြောင့်အိုးထွက်ဖို့မှာနိုင်ယူနေတဲ့ evidence ဆိုတာ United တို့မတားဆီးနိုင်လောက်တဲ့အသင်းအသင်းဖြစ်နေပါတယ်ဒါလည်း United ဟာပထမဆုံးအချိန်ဖြစ်အိုးထွက်ဖို့မှာနီကန်နဲ့တယောက်ယော်နေတဲ့အသင်းကိုရှုံးနေသွားခဲ့ပါတယ်ပြောမယ်ဆိုရင်တော့ evident ကသူစီအိနဲ့သူရှုံးမှုကို73မိနစ်ကလေးကဖြစ်ခဲ့တာပါ။ Arisa Quiu ရဲ့အသင်းပေါ် Michael Kane နဲ့အချင်းများကြတာက United ရဲ့ပြောကလည်းမပါဝင်မင်းနဲ့ Everton ကိုတယောက်ရော့သွားစေခဲ့ပါရီ။အရာကပရီးမီးယားလီးဂ်ရှာပါဖြစ်ရတဲ့ဖြစ်ပါရီ။နောက်ရှင်းနောက်ပိုင်းအသင်းမောချင်းချင်းကိုရီးလျောက်လုံးမီလို့တိုက်ရိုက်နေခဲ့ထိတာတာပထမဆုံးဖြစ်ပါရီ။ပြန်မကကိုအိမ်ကွေးမှာတယောက်ရော့သွားပြီဆိုရင်ဒါအကောင်းဆုံးခွင့်ရဖြစ်ပါရီ။ WDB မိုးရဲ့ဆေးရောက်ကြံအသင်းက United ကိုအကောင်းဆုံးတုံ့ပြန်သွားပြီးတော့အနိုင်ရလက်ရှာဖွေသွားတဲ့အခါရတက်ကလည်း MRI မဖြစ်ရှင်းရသေးတဲ့ပြဿနာတွေဘွားဘွားကြီးပေါ်လာခဲ့ပါရီ။ရတက်ဟာ MRI ကင်တွယ်ခဲ့တဲ့39ဘွဲကိုပြန်ကြည့်လိုက်ရင်ဘောလုံးပိုင်ဆိုင်မှုတာရာထက်မတာရာကပိုပြီးတော့ရလက်ကောင်းတာတွေ့ရပါရီ။ အမရိယာတင်အားဘောလုံးပိုင်ဆိုင်မှုအသားနဲ့ကစားရင်တပွဲကိုပြန်မြ၃ရက်သမခွန်၉မှတ်ပဲရရှိပြီးဘောလုံးကိုင်းမကစားရင်တော့တိတိသမခွန်၃မှတ်ရရှိနေတာဖြစ်ပါတယ်။ဒီဘက်မှာ United ကဘောလုံးပိုင်ဆိုင်မှု90%ခန့်တော့ရှိခဲ့ပြီးတော့ပြိုင်ဘက်ကိုလွှမ်းမိုးထားခဲ့တာပါ။အမရိယာနီစနစ်ဟာဘောလုံးကိုင်းထားပြီးရင်နေရာလွတ်ရှာဖို့ရင်းနဲ့ကိုတင်းမှုကြိုးစားတာဖြစ်ပါတယ်။အမရိယာကကစားမဖို့ပြုစနစ်ကိုအသုံးပြုပြီးတော့သူ့ရဲ့တိုက်စစ်မှာဘန်မန်ရှက်ကို Brian Ambomo နဲ့ Matthias Cunha တို့ရှိရင်ဘေးပုံမှုနဲ့ချိန်နေတဲ့တိုက်စစ်ကိုဆုံးသက်နိုင်တယ်ဆိုတာ Newcastle ရဲ့ပွဲတော်ကရှင်းပြခဲ့ပူပါတယ်။ အမရင်ကထိရောက်လျင်မြန်တဲ့တိုက်စစ်ကိုထိကျက်နေနေနဲ့တိဆောက်ချင်းကြရကြောင့်နေရာတုံးကသူ့ရဲ့ကစားဟန်နဲ့လိုက်ဖက်တဲ့ကစားမတိတွေကိုခေါ်ယူအားဖြည့်ထားခဲ့ပါရီဒီဘက်မှာပင်မင်းရှက်ကိုနဲ့မာတီးယပ်စ်ကွန်ညာတို့ထင်ရှားအကြောင်းမပေါ်နိုင်တဲ့အခါ MRS နှစ်ကလည်းကြာရှုံးခဲ့ရပါရီ MRS ရဲ့လူစားလဲမှုတွေကလည်းမေကွန်ထုတ်စီအားဖြစ်လာပါရီမာဇာဝီကိုမစ္စန်မောင်းနဲ့လဲတာကတော့မန်ကန်နဲ့လှူရှားမှုတည်းရဖြစ်ပါရီဒါပေမဲ့ဘက်ထရီတော်ကူနေရာမှာဒီကိုဒါလော့ဝင်တာဂက်စမဲရိုနေရာကိုမန်နူဝင်တာတွေကတော့အတင်းကိုပို့ပြီးတော့နောက်ပြန်ဆွဲသွားခဲ့တာပါဒါကူကပေတန်ဖြစ်တဲ့အချိန်ဒါလော့ကညာတန်ဖြစ်နေတဲ့အခါ ညတဲ့တိုင်းဆရာအရှင်ကြာသွားခဲ့ရပါတယ်ကက်စမဲရိုကတော့ကိုရီယူနိုက်တက်တို့အစားမထိုးနိုင်တဲ့အကောင်းဆုံးကစားမဖြစ်နေပြီးတော့အိန္ဒိယတွင်ကက်စမဲရိုရဲ့တရှိမှုကိုညတဲ့တို့လွမ်းစရာဖြစ်ခဲ့ရပါတယ်ညတဲ့ဟာကန်ဂျပန်25ချိန်ကနေဝေယရှိနိုင်ကြီးတဲ့သမ66ဒီရှိခဲ့ပေမဲ့ရွရွဆက်စည်းနေကတော့ဘလို့ဆက်သိမယ်ဆိုတော့အလုံးသိကြပါတယ်ညတဲ့တွေကိုပေါက်တဲ့ပြန်တော့လဲဂျော်ဒန်ပစ်ဖိုးကလည်းစွမ်းပြနေခဲ့ပြန်တာကြောင့်ဘာမှမတက်နိုင်တော့ပါဘူး။ညတက်ကဆေးရောက်ဖြစ်နေတဲ့ Everton ကိုတောင်မှရှင်းမကစားနိုင်ခဲ့ပေ။ဂိုးသင်းခွင့်မှာပြုတ်လိုက်ရပြီးတော့ဝမ်စီနဲ့ရှုံးနေခဲ့ရတာပါ။ အဲဒါကြောင့်မေတော်ဖိုကနေဝေးကွာပြီးတော့အဆင့်30နေရာကိုရောက်ရှိသွားပါလိမ့်။အင်ဘော်ရင်နေတဲ့အတင်းအားနေချက်တွေကိုမြင်နေတာတောင်မှမပြင်နိုင်တဲ့အချိန်မှာအတင်းအနာကတ်ကလည်းဝေဝါသွားပြန်ပါလိမ့်။ညတက်ကိုပြန်လဲတီးဆောက်ဖို့ဇန်နဝါရီဈေးကွက်ကိုအားကိုးရအောင်မှဖြစ်ပြီးအင်ဘော်ရင်လောက်ပြနိုင်မှာလားဆိုတာရင်မောရအောင်မှဖြစ်ပါရမြ။ကျေးဇူးပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရမြ။